မက်လာပါပရိသတ်ကြီးရေကျွန်တော်တို့ရဲ့ channel မှာကြိုဆိုပါတယ်ဒီနေ့တော့ဗမာသမိုင်းရဲ့တန်ချက်ကာတွေကိုစီဝစ်စင်ဓာတ်တွေကိုစီချွန်နယ်မြေတစ်တွေကိုစီချက်ထွင်ခဲ့ကြတဲ့အတော်ဆုံးစစ်ဘရင်၃ဦးအကြောင်းလာရောက်ဝင်မြတော်မှာဖြစ်ပါတယ်ဒီဘရင်တွေရဲ့ဆွမ်းဆောင်ချက်တွေကမြန်မာပြည်ရဲ့နယ်နိမိတ်ကိုပြောင်းလဲခဲ့တယ်လို့ဒေတာတွင်းမှာလည်းသမိုင်းကိုပြောင်းလဲစေခဲ့ပါတယ်ဆက်လိုက်ကြရအောင်ဗမာသမိုင်းရဲ့တမ်မနီလက်ယုံ အတော်ဆုံးစစ်ဘရင်၃ဦး Aust ဘလို့ဘရင်တွေကိုရွေးချယ်မလဲကျွန်တော်တို့၃ချက်နဲ့တိုင်းတာပါမယ်တစ်စည်စွမ်းဆောင်မှုတိုက်ပွဲအောင်မြင်မှု네မြေချက်ထွင်နိုင်မှုမာရသွန်စစ်ဆင်နိုင်မှုနဲ့ဩဇာလွန်မှုမှုနဲ့အမွေနဲ့သူတို့တိဆောက်ခဲ့တဲ့အင်ပါယာကြံရစ်တဲ့စည်နိုင်ငံရေးအမွေ၃ကောင်းဆောင်မှုစွမ်းရည်စစ်တီတွေရဲ့တစ္ဆာဆောင်တိမှုကြီးမားတဲ့စစ်စင်ရည်တွေကိုစီမံခန့်ခွဲနိုင်မှုကဲ ပထမဆုံးဘရင်ကတော့သူဘရင်နောင်1516-1587ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်သူ တောင်မူခေတ်ဗြိတိရှားတို့မလာမီအာရှတောင်ပိုင်းမှာအကြီးဆုံးကုန်းတွင်းအင်ပါယာကိုတည်ဆောက်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဘရင်နောင်လို့ကဘာကတည်ကြတဲ့ဒီဘရင်ဟာတမိုင်းတွင်တဲ့စည်ရေးပါရမီရှင်တဦးပါ house သူ့ရဲ့အမကန်ဆွမ်းဆောင်ချက်တွေကတော့ အင်ပါယာချက်ထွင်မှုရှမ်းစော်ဘွားများယူရီးယားအယုဒယလာအိုမနီပူရမြောက်ပိုင်းထိုင်းကမ္ဘောဒီးယားထိသိမ့်ပိုက်ပြီးဒုတိယမြန်မာနိုင်ငံတော်ကို တိဆောက်ခဲ့တဲ့စစ်ရေးပြူဟာစင်ဖြူရှင်ရဲ့အရိုက်အရာကိုဆက်ခံပြီးစင်စစ်ကြီးတွေနဲ့ချေမှုန်းတတ်တယ်ညီပြင်းနဲ့ရေချောင်းညှိနှိုင်းတိုက်ခိုက်မှုတွေနောက်ထပ်သိမ်းပိုက်ထားတဲ့ဒေသတွေကစစ်တီတွေကိုစူးစီးတုံးချနိုင်မှုတရေကောက်စနစ်တွေမှာ ပါရမီထူးခဲ့တယ်။စီယုံမှု ဒီကြီးမားလာတဲ့အင်ပါယာကိုထိမ့်သိမ်းဖို့ခိုင်မာတဲ့အုပ်ချုပ်ရေးစနစ်ဆက်သွယ်ရေးလမ်းကြောင်းတွေတည်ဆောက်ခဲ့တယ်။အငွေနှစ်သူ့လက်ထက်မှာဟန်တာဝရီဗကိုးဟာအရှိတောင်အာရှရဲ့စီရေးစီးပွားရေးရင်ကျေးမှုဗဟုချက်ဖြစ်ခဲ့တယ်။ဒီလိုချက်ထွင်မှုတွေအတွက် အလွန်အမင်းလူအင်အားသုံးဆွဲမှုသူသိမ့်ပိုက်ထားတဲ့နယ်မြေတွေမှာပုံကံမှုတွေမကြာခဏဖြစ်ခြင်းစတဲ့ဝေဖန်စရာတွေလည်းရှိပါတယ်။ဒါပေမဲ့သူ့ရဲ့စီရေးပါရမီနဲ့အင်ပါယာတိဆောက်နိုင်စွမ်းကမြန်မာသမိုင်းမှာထူးခြားပါတယ်။နှစ်အနော်ရထအနော်ရထ1044 1089ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်သူပကံခိ House ဒုတိယမြောက်ဘုရင်ကတော့မြမသမိုင်းရဲ့မူလအစလို့တောင်ဆိုရမယ့်ပကံအင်ပါယာကိုစတင်တည်ထောင်သူအနော်ယထာမင်းပဲဖြစ်ပါတယ်။သူဟာစစ်ဘုရင်တဦးလည်းမဟုတ်ပဲနိုင်ငံတည်ထောင်သူလည်းဖြစ်ပါတယ်။အနော်ယထာရဲ့ထင်ရှားတဲ့စွမ်းဆောင်ချက်တွေကပထမဦးဆုံးပေါင်းစည်းမှုအေယာဝတီထက်ပိုင်းမြမပြည်အလဲပိုင်းကပြည်တော်စုငယ်လေးတွေကိုစူးစီးပြီးပထမဆုံးပမအင်ပါယာကိုတည်ထောင်နိုင်ခဲ့တယ်။ဒီဟာကနောက်ပိုင်းမြမနိုင်ငံတော်တွေရဲ့အုံမြင့်ဖြစ်လာတယ်။ ထေရဝါဒဗုဒ္ဓဘာသာပြန်လည်ထွန်းကားရေးမုံကြီးနဲ့တထုံကဗုဒ္ဓဓမ္မနဲ့ပိကက်တွေကိုတိမ့်ပိုက်ယူဆောင်လာပြီးတထုံမပိကက်တော်များဗုဒ္ဓဘာသာကိုနိုင်ငံတော်အဆင့်ပြန်လည်ထွန်းကားစေခဲ့တဲ့ဒါကမြမယဉ်ကျေးမှုအပေါ်ကြီးမားတဲ့တက်ရောက်မှုရှိခဲ့တယ်။စစ်ရေးအောင်မြင်မှုများမုံကြီးနဲ့တထုံကိုတိမ့်ပိုက်ခြင်းရှမ်းကုန်းပြည်မြင့်ကိုချိန်ချောက်မှုကိုဟန်တာခြင်းပြည်မျိုးပြနိုင်ငံများကိုတိမ့်သွင်းခြင်းစတာတွေမှာအောင်မြင်ခဲ့တယ်။ အခြေခံအဆောက်အဦ950လှိုင်ကူဖျားကနေစလို့ပကံခိဖျားပထိုးတိဆောက်မှုတွေရဲ့အစဖြစ်တဲ့ဆယ်မြောင်းလန်းတို့ကိုတိဆောက်ခဲ့တယ်။အနောရထာဟာစစ်ပွဲတွေထက်နိုင်ငံတိဆောက်ရေးပူဦးစားပေးတဲ့စစ်ပြင်းပါသူတိဆောက်ခဲ့တဲ့ဗမာအခြေခံနဲ့ဗုဒ္ဓဘာသာဟာ2000ချီကြာအောင်မြန်မာပြည်ကိုပုံဖော်ပေးခဲ့တယ်။၃အလောင်းဖျားဟောလောင်းဖျား1914 1960တတိယမြန်မာနိုင်ငံတော်ကိုတီထောင်သူဂုံးပေါင်ခိ နောက်ဆုံးတဦးကတော့မြန်မာနိုင်ငံပြူကွဲနေချိန်မှာ ပေါ်ထွန်းလာပြီးပြန်လဲစူးစီးပေးခဲ့သူကုန်းပေါင်မင်းဆက်ကိုစတင်တီထောင်သူအလောင်းဖရာပါပဲသူဟာမင်းမျိုးမင်းနွယ်မဟုတ်ပေမဲ့သူ့ရဲ့ထက်မြက်တဲ့စီရေးဆွဲရည်နဲ့ဆွဲဆောင်မှုရှိတဲ့ခေါင်းဆောင်မှုတို့ကြောင့်တမိုင်းကြောင့်ကိုပြောင်းလဲစေခဲ့ပါတယ်အလောင်းဖရာရဲ့ဆွမ်းဆောင်ချက်တွေကိုကြည့်ရအောင်နိုင်ငံပြန်လဲစီလုံးချင်းဟန်တာဝတီပကူမွန်ဘီရင်တွေနဲ့ရှမ်းစော်ဘွားတွေရဲ့အုပ်ချုပ်မှုအောက်ကဗမာနယ်မြေတွေကို ွတ်မြောက်အောင်ဥဆောင်ပြီးပကူးကိုပါတိမ့်ပိုက်ကတတိယမြန်မာနိုင်ငံတော်ကုန်းပေါင်အင်ပါယာကိုမြန်ဆန်စွာတည်ဆောက်နိုင်ခဲ့တယ်။ထူးခြားသောခေါင်းဆောင်မှုနဲ့စည်ရေးကျွမ်းကျင်မှုစစ်တီတွေရဲ့အားကိုးအားထားပြုရာခေါင်းဆောင်ကောင်းဖြစ်ခဲ့တဲ့ဗမာဒါပြည်လက်နက်တွေကိုထိထိရောက်ရောက်အသုံးချတတ်တယ်။အနောက်တိုင်းကိုခုခံဗြိတိရှားအရှိအိန္ဒိယကုမ္ပဏီရဲ့စစ်ကူနဲ့အားဖြည့်ထားတဲ့မွန်တပ်တွေကိုရင်ဆိုင်နိုင်ခဲ့ပြီးစီးရီးယားစစ်ပွဲ1956-1958မှာအောင်ပွဲခံခဲ့တယ်။ မန္တလေးကိုအခြေချခြင်းနောက်ပိုင်းမှာမန္တလေးကိုမြို့တည်ပြီးမြမနောက်ဆုံးတမိုင်းဝင်မင်းနေပြီးတော့ဖြစ်အစပြုပေးခဲ့တယ်တားတော်ဗရုံမင်းကဆက်လက်တည်ခဲ့သူရဲ့နောက်ဆုံးစစ်ပွဲဖြစ်တဲ့ထိုင်းနိုင်ငံအယုဒ္ဓယတိုက်ခိုက်ရာမှာယောဂဖြစ်ပြီးကွယ်လွန်ခဲ့တာကြောင့်သူရဲ့ empire ချက်ထွင်မှုဟာမပြီးပြတ်ခဲ့ပါဘူးဒါပေမဲ့သူချမှတ်ပေးခဲ့တဲ့နိုင်ငံပြန်လည်စည်းလုံးမှုနဲ့ကုန်းပေါင်မင်းဆက်ရဲ့အင်အားဟာနောက်နှစ်ပေါင်းတရာကျော်အထိတည်တံ့ခဲ့ပါတယ်ဒီတော့ကျွန်တော်တို့ဒီနေ့လေ့လာခဲ့တာတွေကိုခြုံငုံကြည့်ရအောင် တင်ဘရင်နောင်အကြီးဆုံးနယ်ပယ်ချဲ့ထွင်သူဒုတိယမြန်မာနိုင်ငံတော်နှင့်အနော်ရထားပထမဦးဆုံးပေါင်းစည်းသူဗုဒ္ဓဘာသာပြန်လည်ထွန်းကားရေးပကံအင်ပါယာ၃အလောင်းဖျားပြိုကွဲနေတဲ့နိုင်ငံကိုပြန်လည်စုစည်းသူကုန်းပေါင်းအင်ပါယာအနောက်တိုင်းကိုခုခံဒီဘရင်၃ပါးစလုံးဟာသူတို့ခေတ်အခါရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားပြီး